ားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025အောက်တိုဘာလ2ရက်နေ့ဖြစ်ပါတယ်ကိုကျော်ကြီးခမ ्या ကဘာသာရေးနဲ့နိုင်ငံရေးရောမပြောပါနဲ့ခွဲပြောပါဆိုတဲ့လူအဲ့ဒါကဘာလဲဆိုတော့ဒီမင်းတို့ကိုနိုင်ငံရေးနဲ့ဘာသာရေးကမတူဘူးဆိုပြီးတော့မင်းတို့ကိုခွေးမွေးဖို့အတွက်မင်းတို့ခေါင်းတွေကိုတင်းကော့လိုက်တာသိလားညီမလူမျိုးဗုဒ္ဓဘာသာနှစ်2000ကျော်တသွေးတည်းတသားတည်းရှိနေတယ်ဗမာလူမျိုးတွေဟာဗုဒ္ဓဘာသာနဲ့ပတ်သက်လာလို့ရှိရင်အသက်လည်းပြီးရတယ်စီးတဲ့အောင်စားလည်းပြီးရတယ်ယနေ့ ဟလာမစိုးရင်ကြောင်းတိုက်ကြီးစောက်တဲ့နေရာမှာမင်းတို့မြင်ရတယ်ရတနာပစ္စည်းတွေကဖလားအလုံးပေါင်း90ကျော်60နီးပါးလောက်ရှိတယ်ငါကြည့်လိုက်တာနော်ရတနာပစ္စည်းတွေအခြားသောပြန့်ကျဲနေတာတိတယ်အများကြီးပဲအဲ့ဒါတည်းကဘာကိုတရုတ်ပြတာလဲဆိုဗမာလူမျိုးတွေဟာဘာသာသာသနာနဲ့ပတ်သက်လာလို့ရှိရင်မိမိတို့အသက်မိမိတို့စီးစိမ်ဥစ္စာကိုပုံဩရဲတယ်ဆိုတဲ့အတိတ်ပဲပဲအဲ့ဒီလိုနေလာခဲ့တာနှစ်2000ကျော်လာခဲ့ပြီအဲ့ဒီတော့ဗမာလူမျိုးအချင်းချင်းတတ်ဖို့အတွက်အရင်ဆုံးဗမာလူမျိုးကိုခွဲထုတ်ပြရတယ် နိုင်ငံကြီးဘာသာကြီးကိုခွဲထုတ်ပြရတယ်။ဗမာလူမျိုးနဲ့ဗုဒ္ဓဘာသာကိုခွဲထုတ်ပြရတယ်။အဲ့ဒါမင်းတို့ခေါင်းထဲကိုတင်းကွက်လိုက်တာ။မင်းတို့နားလည်ထားဖို့ကဟုတ်ပြီနော်။နိုင်ငံကြီးဘောင်းဆိုမင်းတို့ကိုတင်းကွက်ခဲ့တဲ့ကိစ္စတွေကိုကိုကျော်ကြီးတို့ကကောင်းကောင်းမြင်တယ်။နိုင်ငံကြီးအာဏာလူပွဲတွေဟာငါတို့ဗမာလူမျိုးတွေအချင်းချင်းအာဏာလူခဲ့တာဒီနှစ်ပေါင်းလဲ2000ကျော်ခဲ့ပြီ။ဖျက်ရသားကိုတတ်တယ်။ညီကိုအချင်းချင်းတတ်တယ်။ဟလာ။ရောက်ဖကတတ်တယ်။အမျိုးစုံတတ်ပြီးတော့အာဏာလူကြတာ။ အေးယနေ့ခေတ်နဲ့အာနာလူပုံရှင်ကွာသွားတာဗာလဲလို့မေးလို့ရှိရင်အရင်တစ်ခေတ်ကဘရင်တစ်ခေတ်ကဗမာရီအာနာလူလို့ရှိရင်အာနာလူချင်းနဲ့လူချင်းချင်းလူကြတာအာနာလူတွေလူချင်းချင်းတတ်ကြတာယနေ့ခေတ်အာနာလူပဲတွေကပြည်သူလူတို့ကိုတတ်တာပြည်သူလူတို့ဘဝတွေကိုဖျက်ဆီးပြစ်တာသူတို့အချင်းချင်းမတတ်ကြတော့ဘူးအဲ့ဒါဗမာပြည်ရဲ့ယုံညံ့လာတဲ့အာနာလူဝက်ဆက်နေပဲမင်းတို့အဲ့ဒါကိုမြင်အောင်ကြည့်ရမယ်အာနာကမင်းတို့နဲ့မတတ်ဆိုင်ဘူးမင်းတို့နဲ့တတ်ဆိုင်တာဒီနိုင်ငံရဲ့အချုပ်အခြာအာနာကမင်းတို့နဲ့တတ်ဆိုင်တယ်အဲ့ဒါငါတို့ဗမာတစ်မျိုးသားလုံးနဲ့တတ်ဆိုင်တယ် ငါတို့အချင်းချင်းတတ်နေလို့ရှိရင်ဒီချုပ်ချာအာနာကငါတို့လက်ထက်ကလွတ်သွားမှာငါတို့လူမျိုးအချင်းချင်းဘသူအတက်အုပ်ချုပ်ချုပ်ပြဿနာအဲ့လောက်မရှိဘူးငါတို့ရဲ့အခွင့်အရေးတွေလိုချင်လို့ရှိရင်ငါတို့ကလွတ်တော်မှာပြောပြီးတော့ယူရမှာလွတ်တော်အမတ်တွေကိုခိုင်းစားရမှာငါတို့ဒီအခွင့်အရေးတွေလိုချင်တယ်ဒါတွေဖြစ်ချင်တယ်ဆိုတော့လွတ်တော်အမတ်တွေကိုခိုင်းစားအဲ့တော့အဲ့ဒီနိုင်ငံရေးကိုမင်းတို့နားမလဲတဲ့အတွက်မင်းတို့ခွေးမွေးကြုံမွေးခံလိုက်ရတာမင်းတို့ဘလောက်ဒီခွေးမွေးခံလိုက်ရလဲဆိုတော့ရှင်းရှင်းလင်းလင်းပြောပြမယ်ဒီကိစ္စတွေကိုကိုကျော်ကြီးကနှစ်ပေါင်းများစွာပြောလာတာ ဘာကြောင့်ပြောလာတာလဲလို့မေးလို့ရှိရင်ငါတို့ဗမာလူမျိုးတွေကိုခွဲလို့ကျုံလို့အတုံးချနေတာကိုငါမနှစ်မြို့လို့ငါတို့လူမျိုးကကန့်ရင်မျိုးကန့်နေလူမျိုးမဟုတ်ဘူးငါတို့လူမျိုးကရင်မျိုးကန့်နေလူမျိုးမဟုတ်ငါတို့ကအခြေနဲ့အနေနဲ့အမှုပညာရှိတယ်ငါတို့မှာဂေတာရှိတယ်စာပေရှိတယ်ငါတို့မှာယဉ်ကျေးမှုတွေရှိတယ်ငါတို့ကတိုင်းနိုင်ငံတွေကိုနှစ်သုံးတော်လောက်တည်းတည်ဆောင်ပြီးနေလာတဲ့လူမျိုးငါတို့ကလေးကလေးလူမျိုးတွေမဟုတ်ဘူးဟုတ်လားအခုတော့မင်းတို့ဗမာလူမျိုးတွေအကုန်လုံးကသူများခွဲမွေးတာခံနေရတယ်သူများအုံနောက်တွေတင်းကွက်ထားတာခံရတယ် ဘာသာရေးနဲ့လူမျိုးရေးကိုရောမပြောပါနဲ့ဆိုတော့အမင်းကောင်းတွေကိုတင်းကော်ထားတာဗမာလူမျိုးနဲ့ဗုဒ္ဓဘာသာတသွေးတဲ့သသားတဲ့ရှိတယ်မင်းတို့ဘယ်လောက်ထိတင်းကော်ခံလိုက်ရလဲဆို2021အာနာသိမ့်ပွဲကိုမင်းတို့လွယ်လွယ်လေးပြောပြမယ်ရန်ကုန်မြို့မှာအာနာအာနာဆန္ဒပြပွဲတွေအကုန်လုံးကိုအာနာသိမ့်တာဖေဖော်ဝါရီလ1ရက်နေ့မှာသိမ့်တယ်2ရက်နေ့မှာဆရာဝန်တွေစီရီယံလုပ်တယ်စပြီးလုပ်တယ်3ရက်နေ့မှာကိုကျော်ကြီးစန့်ကျင်စကားပြောတယ်ရန်ကုန်မြို့ပေါ်မှာ၄ရက်၅ရက်၆ရက်တော်တွေမှာ ရန်ကုန်မြို့ပေါ်မှာကိုကျော်ကြီးတက်စီမောင်းနေတဲ့အချိန်တော်တွေမှာရန်ကုန်မြို့စေးရုံကြီးရဲ့အုတ်တိုင်းနေမှာစေးရုံဘွားကြီးနှင်ချလိုက်လို့သွားစရာလာစရာမရှိတဲ့လူမမာတွေတပုံကြီးရဲ့အဲ့ဒီအချိန်မှာအင်တာနက်လိုင်းတွေဖြတ်ထားတဲ့အတွက်ငါတို့လည်းဘာမှပြောလို့မရအောင်ဒါတွေကိုကြည့်ပြီးရင်ထုမနာဖြစ်ရတယ်လမ်းမိတ်မှာတိတ်သွားတဲ့လူနာတွေအများကြီးဟုတ်လားမင်းတို့ဆန္ဒပြပွဲတွေကရန်ကုန်မြို့ပေါ်မှာဖေဖော်ဝါရီလ18ရက်နေ့အထိဆန္ဒပြပွဲတွေချိန်ချိန်တည်းကျင်းပနေကြတာအုံအုံထအောင်ကျင်းပနေကြတာ စစ်တပ်ကတင်ကားတွေနဲ့ထွက်လာပြီးပြတဲ့အချိန်မှာတင်ကားတွေနဲ့ဆက်ဖီဆွဲတဲ့ပုံစံကြီးယနေ့အချိန်ထိမင်းတို့ YouTube မှာသွားရှာလို့ရတယ်အဲ့ဒီပုံကြီးနော် Facebook မှာတော့ရခြင်းမှာရနိုင်မယ် YouTube မှာရှာလို့ရတယ်မင်းတို့16ရက်နေ့အထိမင်းတို့ကိုရန်ကုန်မြို့ကြီးမှာစစ်တပ်ကတနက်နဲ့မပြတ်သက်သေးဘူးဘသူမှအာနာလူဝဲအတွက်လူမသက်သေးဘူးဟုတ်ပြီနော်ရန်ကုန်မြို့ပေါ်မှာဘာအပြစ်မှမရှိမင်းတို့ကအာနာလူနေတာအာနာလူလို့စစ်တပ်ကပြစ်တာဘာမှအပြစ်ပြောစရာမရှိဘူး ရန်ကုန်မြို့ဆေးရုံနေပေါ်မှာဘာအပြစ်မှမရှိဘူးလူနာတွေတောင်းတနေတာဆေးကုပ်ဖို့တောင်းတနေတဲ့လူနာတွေရန်ကုန်ဆေးရုံကြီးမှာလမ်းဘေးမှာသေးရတယ်ဆေးရုံကြီးပေါ်အောင်နှင်ချပလိုက်တာခလေးဆေးရုံမှာခလေးတွေတောက်တောက်လဲသေးတာမင်းတို့လူတယောက်မှစစ်တပ်ကမတက်ခင်အချိန်မှာရန်ကုန်မြို့ပေါ်မှာဘာမှအပြစ်မရှိတဲ့လူနာတွေအယောက်900လောက်သေသွားတယ်တိလိုက်လားမင်းတို့ဗေမီဒီယာမှမပြောဘူးလीမင်းတို့ဗမာဗမာချင်းတတ်ဖို့အတွက်ရန်တိုက်ဖို့စစ်တပ်ကဘယ်အချိန်တတ်မလဲထိုင်ဆောင်နေကြတာအဲ့ဒီတရင်ကိုပဲဖွာဖို့ထိုင်ဆောင်နေတာ စီရီယံလှုပ်လိုက်လို့တေသွားတဲ့လူမမာတွေကိုဘယ်သူမှမပြောဘူးဘယ်သူမှမပြောဘူးအဲ့ဒါမင်းတို့ခေါင်းတွေကိုတင်းကုတ်ထားတာမင်းတို့ဗမာဗမာချင်းတတ်ဖို့အတွက်နိုင်ငံရေးတွေဘာသာရေးတွေနဲ့ခုံးတိုက်တာယနေ့မင်းတို့ဗမာဗမာချင်းတတ်ဖို့ပဲအနောက်ကနေမြှောက်ပေးခဲ့တာဘာနိုင်ငံရေးမှမဟုတ်ဘူးမင်းတို့တကယ်အကျိုးစီးပွားကိုလိုချင်တဲ့နိုင်ငံရေးလှုပ်ချင်တယ်ဆိုရင်ငကိုတဲကကိုကျော်ကြီးက2019လောက်ထဲကပြောခဲ့တာမင်းတို့လွတ်တော်အမတ်တွေကိုခိုင်းပါမင်းတို့ဘာလိုချင်တာလဲ မင်းတို့လိုချင်တာတွေကိုတောင်းတာအဲ့ဒီလွတ်တော်မတ်တွေကိုငါတို့ဘာလိုချင်နေမင်းတို့လုပ်မေးမှလားဆိုတော့မေးမေးပြီးတော့မင်းတို့ရအောင်လုပ်ခိုင်းကိုကျော်ကြီးကဓာရီပြောခဲ့တာတိုင်းကိုကျော်ကြီးကတိုင်းပြည်အကျိုးစီးပွားရှိမယ်အကြောင်းကြီးပြောတာဟုတ်လားမင်းတို့ဒီဆန္ဒပြပွဲတွေစဖြစ်တယ်ဟိုကပြောတာမင်းတို့လက်နဲ့မကင်နဲ့မင်းတို့မျိုးတွေရွာတွေမီးလောင်မယ်ပြရကြမယ်မင်းတို့ဘဝတွေပြက်မယ်စာတင်ကြောင်းတွေမီးမရှုံနဲ့မင်းတို့စေယုံတွေမီးမရှုံနဲ့ဆိုတော့ကိုကျော်ကြီးကနန်းစတော့ပြောတာဒါကငါတို့ပြည်သူလူထုရဲ့အကျိုးစီးပွားတွေမဟုတ်လို့ပြောတာ အာနာလူတာတော့ဘယ်ကောင်ရရကွာလူနိုင်တဲ့ကောင်ရဟုတ်လားမင်းတို့အာနာလူတာကဗမာပြည်မှာကွာဗမာဗမာချင်းတတ်ပြီးတော့အာနာလူတဲ့စစ်ပွဲကြီးကနှစ်ပေါင်း၃00လောက်တမိုင်းရှိတယ်ကွာတိတ်လားအေးဒီနေ့ဒီနေ့ဗမာတွေနဲ့အဲ့ဒီချိန်ကဗမာတွေမတူတာကခိုးတော့အာနာလူလူချင်းတဲ့ကောင်အချင်းချင်းတတ်ကြတာလူချင်းတဲ့ကောင်ကရနေတဲ့ကောင်ရှိကတတ်ပြီးလူတာယနေ့အာနာလူတဲ့စစ်ပွဲကပြည်သူလူထုကိုထိုးကြွေးပြီးလူတာသူတို့ကနောက်ကွယ်နေထိုင်ပြီးတော့အလှခံထိုင်စားနေကြတာဘီလီယံနဲ့နာဘီလီယံနာတွေဖြစ်ကုန်ပြီဟုတ်လား မင်းတို့ကခွေးဘွားကြုံဘွားနဲ့အကုန်လုံးဘွားတွေပြက်ကုန်တာမင်းတို့မြင်အောင်ကြည့်လေမြင်အောင်ကြည့်ရှင်းရှင်းလေးတွေခိုးတော့ကစစ်တိုက်တယ်ဆိုတာကစစ်တိုက်ခြင်းနဲ့ကောင်အာနာလူချင်းနဲ့ကောင်ရှေ့ကနေတင်ပြီးတိုက်ကြတာရှေ့ကနေထွက်တိုက်ရတာမင်းတို့ခုနောက်ွယ်ကနေထိုင်မြောက်ပြီးပြီးတော့အလူခံတိုင်စားနေကြတာမင်းတို့ကိုဘွားကိုနားလေဒီဟုတ်လားဘသူအာနာမရလို့ဘသူအာနာရလို့မရှိဘူးမင်းတို့ငါတို့ဗမာလူမျိုးရဲ့အကျိုးစီးပွားတွေငါတို့ဖျက်ဆီးခံနေရလို့ပြောနေတာမင်းတို့ခေါင်းတွေကိုတင်းကွပြနေတာ ဗမာလူမျိုးရဲ့သွေးကဗုဒ္ဓဘာသာနဲ့တဆက်သေးပဲအဲ့ဒါကိုသိလို့ဗမာလူမျိုးနဲ့ဗုဒ္ဓဘာသာကိုခွဲထုတ်ပြနေတာမင်းတို့မြင်အောင်ကြည့်မင်းတို့မမြင်လို့ရှိရင်မင်းတို့တိုင်းပြည်အချုပ်ချာအာဏာပါလွတ်သွားမယ်ယနေ့အင်္ဂလန်အချုပ်ချာအာဏာလွတ်သွားတယ်ဆိုတာသူ့လူမျိုးနဲ့သူ့ဘာသာကိုသူမလေးစားတော့တဲ့အတွက်ယနေ့အချုပ်ချာအာဏာလွတ်သွားတာပြန်ယူလို့မရတော့ပြီးသွားပြီဇလန်ကလိုချင်ရင်အဲ့တော့မင်းတို့ကိုအကျိုးစီးပွားကိုနားလဲပါကိုအကျိုးစီးပွားကိုနားလဲပါဟုတ်ပြီလား